ွဲမယ်ရွေးကောက်ပွဲမှာအန်တီတိုးရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာတွေမှာဒီစစ်မှုန်တန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရပ်ဆိုင်ပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကျိုးကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လတာဒါမှမဟုတ်တစ်နှစ်ပေါ့နော် ဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရရကျွန်တော်လုံးဝလက်မခံဘာလို့ဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ဘူးဗျ NUG PDF အဲ့တော့ဒေါက်တာညိုညိုသင်အဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကဟိုသူကသူဒေါက်တာဘွဲရလားဥပဒေဘွဲရပညာရှင်ဟာချစ်ကျူးပါတယ်လေးစားပါတယ် ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်စီးရင်မြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ်အဲ့လောက်ပဲရှိတယ်ဒါကတော့ပြောချင်လို့လာပြောတာဟုတ်ပါတယ်တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆင့်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းဆင့်ခေါ်မှုဆိုင်းငံ့ထားတဲ့လို့ပြောဆိုလာသည်ကိုကျန်းဖို့အမတ်ဟောင်း ဘူးလက်လာဆွေကမူကြိုအဆင့်လို့ဒေါက်တာညိုညိုတင်းကိုပြောဆိုလိုက်ပြီးကျန့်ဖို့အမတ်ရဲ့ပြောဆိုမှုကိုထောက်ခံကြောင်းမပူတူးကပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးရီနိုင်ငံရေးသမားတွေအဲ့ဒါကြီးတဲ့အခါဆက်မပြီးပက်ခါကြီးဖြစ်ပေါ်တယ်ပါလေ။ဒါကြောင့်မို့နိုင်ငံရေးသမားတွေအနေနဲ့ကအတ္တကြီးချော့ချဖို့မဲဆန္ဒရှင်ပြည်သူကြောင့်အနေနဲ့မျှော်လင့်ပါရယ်။နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေကအတ္တကြီးလို့ရှိရင်အာဏာရလာတဲ့အခါမှာစစ်ဘက်ရဲ့ဆက်ဆံရေးကိုမတိဆောက်နိုင်ဘဲနဲ့အာဏာတွေပြိုင်ကြတယ်။ တ္တာတွေပြိုင်ကြတယ်မာနတွေပြိုင်ကြတယ်အဲ့ဒီလိုနဲ့စက်ဖက်ခေါင်းဆောင်နဲ့ရက်ဖက်ခေါင်းဆောင်ရဲ့ခြားမှာအတ္တာနဲ့မာနပြိုင်ပြီးတော့အတ္တာမာနနှုံဆွဲပွဲရဲ့ခြားမှာကျွန်တော်ပြည်သူတွေညီစာပြီးဖြစ်သွားတယ်လက်ရှိမှာနိုင်ငံရေးပြည်ပခါကနေတက်ဆက်စီးရင်ပြည်ပခါတွေဖြစ်ပေါ်နေတယ်ဒါကြောင့်မလို့နော်ရွေးကောက်ပွဲဆိုတဲ့အတန်ခြားတာနဲ့များနိုင်ငံရေးသမားတွေခြားမှာအတ္တာနဲ့မာနနှုံဆွဲနေတာမျိုးလေးတွေကျွန်တော်တို့မိဆန္ဒရှိပြည်သူတွေအနေနဲ့မြင်ရတာစိတ်မကောင်းဖြစ်ရတယ်ရောက်ပါနေလာရင်နိုင်ငံရေးသမားတွေကြာမှာတောင်းလေတောင်းအောင်စကားစစ်တုံးမှုတွေနိုင်ငံရေးရရောနိုင်ငံရေးအာမခံချက်ပြမှုတွေဒီကိုတော့လက်ခံတယ်ဆိုဆိုတဲ့သို့တော့အတ္တနဲ့မာနတွေချောချောပြည်သူတောင်းနေလဲပြောလဲပါတယ်ဆိုတော့ဒီနေ့ကျွန်မအဓိကပြောပြပေးချင်တဲ့အကြောင်းရတာတော့ဒေါက်တာညိုညိုတင်း နော်တချို့ကအန်အယ်ဒီပါတီကကိုယ်တိုင်လောင်းပေါ့နော်နောက်တော့အန်အယ်ဒီကလည်းလှုပ်ထွက်ပြီးတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်ခဲ့တယ်ဒေါက်တာညိုညိုသိန်းနဲ့ပြည်ထောင်ပြပါတီတချို့ကပြည်ထောင်ပြပါတီကလည်းတချို့တော်တော်တွေမှာနိုင်ငံရေးတိုက်ထုတ်ပြီးတကူတောင်းထက်ဆောင်ခဲ့ဖို့တို့လို့လက်ရှိမှာလည်းပြည်ထောင်ပြပါတီရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ဘူလက်ဦးလားဆိုရင်ဆိုရက်ဒီနိုင်ငံရေးသမားနှစ်ယောက်ရဲ့အခြားကအာအတ္တမာနာလေးနေရှင်မမင်းဆလာရှိပြီးတို့ကြောင့်လည်းနည်းနည်းတွေးမိပါတယ်နောက်ထပ်ကြည့်ပါဒီစစ်မှုတားဥပဒေကိုတော့မကြခင်ဂိုင်တွဲမယ်အယူကောက်ပွဲမှာအန်တီတို့ရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာတွေမှာဒီစစ်မှုတား အာခဏတာပေါ့နော်ဒီဆိုင်ရင်ကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရုပ်ကောက်ပဲရုပ်ကောက်ပဲကာလာမှာဆိုတော့ရုပ်ကောက်ပဲအကျိုးကာလာရဲ့ရုပ်ကောက်ပဲကာလာမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော် အဲဒါရင်ဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ထော်တန်ညိုညိုသိရဲ့အဲဆွေးနွေးကြတဲ့ပတ်သက်လို့ဒီလူလေးချမ်းမှာသဘောတရားနှစ်ချက်တဲ့လူတွေတော်တော်များလာတာတွေ့ရတယ်။အားလည်းရှင်မဆင်မှုထမ်းဦးလေးရအချင်းကောက်ခံမှုတွေကိုယာယီဆိုင်ပေးဖို့ဆိုပြီးပြောဆိုမှုတောင်းဆိုမှုပေါ့နော်။အားပြည်သူတွေတော်တော်များများသဘောကျပြီးတော့ထော်တန်ညိုညိုသိကိုအားပေးနေရတွေ့ရတယ်။အားကျွန်မရင်းလုံးကလည်းပြောပါရစေ။လက်ရှိမှာဆင်မှုထမ်းဦးလေးကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲကနေပြီးတော့ရွေးကောက်ခံဆွေးရတဲ့ပေါ်ထွက်လာပြီးလွှတ်တော်တရဖြစ်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုရဆိုင်လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်မထပ်ခါထပ်ခါပြောခဲ့ဘူးလေ။ကျွန်တော်ခင်ဗျားတို့ကဟိုဒီဆင်မှုထမ်းဦးလေးကိုမကြိုက်ဘူးပါဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကနေတစ်စင်းရွေးကောက်ခံဆွေးရတဲ့လွှတ်တော်နေရ ပေါ်ထွက်လာဖို့လိုတယ်။လွှတ်တော်ပေါ်ထွက်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုဆိုင်းငံ့လို့ရပါတယ်။ဆိုတော့ဒီနေရာမှာအဓိကပြောချင်တဲ့အချက်ကဒီဒေါက်တာညိုသိန်းပေါ့နော်ဒီအမျိုးသမီးအမျိုးသမီးကြောက်လည်းဖြစ်တယ်အမြဲတမ်းထမြက်တဲ့တွေလေးစားရတယ်အားကြရတယ်ဟာဒါပြင်ဒီဒေါက်တာညိုသိန်းဒီ NLD ပါတီကနေပြီးနှုတ်ထွက်လာတဲ့ခွက်ထွက်လာတဲ့တယောက်ပေါ့နော်အဲဒီမုံပင်ဥစေဝင်းလို့ပေါ့ဒီရထားကြီးကသူတို့တွားချင်တဲ့ပူတာကိုမရောက်တဲ့အတွက်ဒီရထားပေါ်ကရှင်းနေတယ်ဆိုတဲ့လိုမျိုးပေါ့နော်ဒါဒီ NLD ဆိုတဲ့ရထားကြီးကနေခွက်ထွက်ခဲ့တယ်ဒေါက်တာညိုညိုသိန်းဒေါက်ဆန်နာမင်းဒေါက်တာတက်တက်ခိုင်ဒါကျွန်တော်တို့ ဒီလူတွေကြားထဲမှာလက်ခံထားတဲ့အဲဒါထက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်သူကဒါတော့ညိုညိုသေးဆိုလို့ရှိရင်အရင်ချင်းရှိရင်ဒေါက်တာမင်းဆိုလို့ရှိရင်အရင်ချင်းရှိရင်ဒေါက်တာသက်ခါလေးလည်းအရင်ချင်းရှိရင်ဆိုတော့ NLD ကလည်းအကုန်လုံးရဲ့မူလလာရဆင်းတဲ့က NLD ဖြစ်နေတယ်ဆိုတော့ဒီအမျိုးသမီး၃ယောက်တည်းဒုစုဒစည်းရင်းနဲ့ နော်တောင်လုံးကဆိုင်ချက်ကအတိုင်းပြည်အကျိုးကိုသိမှုချင်တယ်သူတို့နိုင်ငံတော်ရဲ့အရေးတစ်ခုကိုသူတို့ဆောင်ရွက်ချင်တယ်အတိုင်းပြည်ကိုအမေရိကန်ချစ်တယ်ဒီတွင်နိုင်ငံရေးမှာနိုင်ငံရေးသမားတယောက်ဖြစ်သူတို့ပါဝင်ထမ်းဆောင်ချင်ကြတယ်ဆိုတော့ဒီတောင်ရောက်ကိုတစုတစည်းတဲ့တရားထဲမှာမင်းရမယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့ပြည်သူတွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နေတယ်အဲ့ဒီလိုမျိုးမဟုတ်ပဲねအကုန်လုံးကအတားကြီးပြီးတော့အတားကြီးပြီးတော့တတိပုဂ္ဂလတွေနဲ့ဒဇင်းလေးထောင်းနေမယ်ဆိုလို့ရှင်တော့ဒါဟာခွန်အားမဖြစ်ပဲလေအချင်းချင်းပြည်သူလိုပဲဖြစ်နေမယ်အဲ့တော့အဲ့ဆိုတော့မျှော်မင်းစနာချင်းပြည်သူတယောက်အနေနဲ့မျှော်လင့်နေဒေါက်တာတတ်ခိုင်ဒေါက်တာညိုသိန်းဒေါက်စနာမင်းဒီထက်မြက်တဲ့မျိုးသမီးတယောက်အဲ့ဒီကနေခွဲထွက်လာတဲ့မျိုးသမီးတွေကိုတစုတစည်းရဲ့တနေရာထဲမှာမြင့်ချမှာတယ်ဒါဆိုလို့ ့ရှိရင်ထင်းစည်းတွေကတော့ပဲကျွန်မတို့တည်းအင်အားဖြစ်နေလေအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကအာငါတော့ဥက္ကဋ္ဌလောက်ကမှငါတော့ဘာရမှညာရမှဆိုတဲ့အတားလေးတွေရှိနေမယ်ငါတော့ဘာတို့လောက်အောင်မလုပ်ရှင်ငါတော့အထမနေချင်တယ်ငါကအောက်ရောက်သွားမယ်ဆိုတဲ့နေရာတွေယာဒုတိအာနာတွေကိုမကြည့်ဘဲနဲ့တိုင်းပြည်ပဲအမှန်တကယ်ချစ်ပါတယ်တိုင်းချုပ်ပြည်ချုပ်ကိုမှန်တကယ်လှုပ်ရှားပါတယ်ဆိုတဲ့ဆန္ဒတစ်ခုနဲ့ဒီစုဒီစီရဲ့ဖြစ်ပုံပြောလဲပါတယ်အင်မတန်မှအထက်မြတ်တဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက်လည်းကျွန်မမိမတရားအမျိုးသမီးတောင်နေနဲ့အင်မတန်အားကြောက်နေပါတယ်သို့တော့ ခြားနားထောင်ကြည့်ပါစစ်မှုထမ်းစိတ်ငြိမ်းကောက်ခံတာကိုဆိုင်းငံ့ပေးဖို့ပြောတာဖြစ်ပါတယ်တေချာထပ်ပြီးပြောပါမယ်တေချာနားထောင်ပြီးတေချာစဉ်းစားကြည့်ပါဒေါ်ညိုညိုသိပြောတော့တာကစစ်မှုထမ်းစိတ်ငြိမ်းကောက်တာကိုဆိုင်းငံ့ဖို့ပြောတော့တာဖြစ်ပါတယ်စကားအရာမှာလိမ္မာပနဲ့ထားကိုသိရပါတယ်နောက်ရှင်းလေးရှောက်တာပြလဲဆွဲတာတို့တခါကနေပေးမယ်ဆန္ဒရှင်တွေရဲ့အကြိုက်ကိုလိုက်ပြီးတော့လည်းပဲဆန္ဒတွေထပ်ထူကြအောင်လည်းပဲဒီစစ်မှုထမ်းဥပဒေကိုဟိုဆိုင်းငံ့ဖို့စစ်မှုထမ်းခေါ်တော့ဆိုင်းငံ့ဖို့ဆိုတဲ့သဘောမျိုးတက်ရအောင်ပြောနိုင်တယ်တပည့်ဒါဆက်ကဆွေးရတတ်ကြတော့လည်းပဲစစ်မှုထမ်း ေါ်တာကိုစစ်မှုထမ်းစစ်ခေါ်နေတာလက်ရှိမှာဆိုဗက်ဆင်းဆက်နေဆက်တော့ပေါ့အဲ့ဒီလိုမျိုးဗက်ဆင်းတွေကိုစိုင်းငံ့ဖို့ပြောတာမဟုတ်ပဲနဲ့စည်ရင်းကောက်ခံမှုကိုစိုင်းငံ့ပေးဖို့ပြောတဲ့အတွက်လေခုဘက်ဒီပဲမယုံမလို့စကားရလိမ့်မှာပါနဲ့ထောက်ပြရပါတယ်ဒါဒီလေနိုင်ငံရေးသမားတွေရဲ့အရင်ရှင်းတစ်ခုဖြစ်လိမ့်မယ်နိုင်ငံရေးသမားတွေရဲ့အရင်ရှင်းဖြစ်တဲ့အတွက်ဒီနိုင်ငံရေးသမားတက်ဝယ်ရင်းထဲမှာတိုင်းပြည်ပေါ်စင်တာစစ်မှန်ရင်မစစ်မှန်ရင်ဆိုတာကျွန်တော်တို့ပြည်သူတွေနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့တခါလို့ပါဒီကတို့လည်းဥလားဆွေဘလို့သဘောထားမှတ်ချက်ပေးထားလဲနားထောင်ကြည့်ပါ peaceful ပါမှာဗျာဟို energy ဟောင်းဒေါက်တာညိုညိုတင်းဆိုတာပြောတယ်တဲ့အဲသူကဘယ်လိုပြောလဲဆိုတော့ရုပ်ကပွဲနီးရင်းနဲ့ စကူတန်းချင်းကို6လလောက်ရက်တက်ပေးပါတယ်ဆိုင်ငံ့ပေးပါတယ်အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပေးချရရကျွန်တော်လုံးဝလက်မခံဘာဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနေမဟုတ်ပြ NUG PDF NUG PDF တွေကလူသားအကြံဖက်တရားတိုက်ပြန်ပေးဆိုရလူလုံးနေကောင်းနေလာတခင်ကြီးချင်းပြောတယ်ဖတ်စားပါလားအမကြီးတခင်ကြီးချင်းပြောတဲ့စကားလည်းပြောဟဲ့ငါတို့ရင်ဆိုင်နေရတာဘာကပနဲ့ရင်ဆိုင်နေရတာကွာသူတို့ကောင်းနေမဟုတ်ဘူးရောက်မလို့ဟာဘာကပအမျိုးတွေကိုထွန်းထုံးနေတိုက်ရအကြီးကြီးတွေပြုတ်လို့တခင်ကြီးချင်းအဲ့လိုလုပ်ခဲ့တာ ူလောက်တာ BS လုံးလားလို့ပြောတော့ဟာငါတို့ရင်ဆိုင်နေတာသူလောက်ကောင်းမဟုတ်ဘူးဘာကပါလဲခုလဲ NLD PDF ကဘယ်လောက်ကောင်းမဟုတ်သူကလုံးပါပဲခင်ဗျအဲ့ဒီ6လအတွင်းမှာသူတို့ဘာမှမလုပ်ဘူးအဲ့ခင်ဗျလုံးပါခင်ဗျတို့ရောက်ကဝေးအေးဆေးလုံးပါအဲ့ကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါဘူးအဲ့လိုမျိုးနေမထင်လားဟာပြောင်းပြင်းနေပြပူတော့ချအောင်မှာဒီကောင်ကြီးကဒါရောက်ကဝေးမပစ်ပြောင်းအဲ့တော့ဒေါက်တာညိုညိုတင်းအဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးပါလဲကန့်ကွက်တယ်သူကဟိုသူကသူဒေါက်တာဘွဲရရလားဥပဒေဘွဲရပညာရှင်ဟာချီးကျူးပါတယ်လေးစားပါတယ်ဥပဒေဘွဲမှာဒေါက်တာဘွဲရရမယ်စီးရင်မြင်မှာတော့မူကြိုပဲရှိတယ် 我就不信。 အဲ့လောက်ပဲရှိတယ်ဒါကလေးတော့ပြောချင်လို့လာပြောတယ်ဟုတ်ပါရဲ့တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ဒီသူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆက်ခေါ်တာကိုဆိုင်းငယ်နေဆိုရင်တော့မှဂျက်ဖက်သမားတွေကတော့သူတို့ဂျက်ဖက်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မဲနဲ့သူတို့ထပ်ပြေးလုပ်ကြလိမ့်မယ်သူတပြင်းဒီ925ကိုနော်အားတနိုင်ငံလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးကို NUG ကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တက်တွေကိုအကုန်လုံးပူးပေါင်းပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလောက်ကချင်းမွန်ကိုရိုင်းပြောခဲ့မှုလည်းစကားရှိတယ်ဒါပြင် NUG ကတမနာဆိုတဲ့လက်ရှိဝါကိုရိုင်းကလည်းပဲအာဒီလက်ရှိ925မှာ ။မရှိတချို့ကြီးဥမယောင်လိုင်းပေါ့နော်။မြမကြီးကအာဆက်ပုံစံမျိုးပေါ့။စီတရကအာဆက်လို့ရွှေဘူနယ်စစ်အုပ်စုစခန်း၃ခုတိုက်ပွဲမှာအရာခံဘိုးအပါဝင်စစ်အုပ်စုတပ်သား24ဦးသေဆုံး38ဦးဖမ်းမိလက်နက်တချို့တင်ဆေရတော်လန်ရေးရဲဘော်2ဦးကြဆုံးက4ဦးဒဏ်ရာရစကိုင်းလိုက်ဒေတာကြီးရွှေဘူမြို့နယ်အနောက်ချမ်းရှိစစ်အုပ်စုစခန်း၃ခုကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာစစ်အုပ်စုအရာခံဘိုးအပါဝင်တပ်သား24ဦးသေဆုံးပြီး38ဦးဖမ်းဆီးရရှိသလို ိုက်ပွဲအတွင်းဒေါ်လန်ရေးရဲဘော်2ဦးကြဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ရွှေဘုံမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်ဘက်ကဖတာဝန်ခံတဦးကပြောပါတယ်။ရွှေဘုံမြို့နောက်ချမ်းရှိဟင်းလာကြီးပြူရွာစခန်းစခန်းကုန်းနဲ့ဘိုးနတ်တောင်စခန်းစတဲ့စစ်အုပ်စုစခန်း၃ခုကိုဒေါ်လန်ရေးအင်အားစုတွေကဇွန်လ28ရက်ကဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။စခန်းကုန်းဘက်မှာကအရာခံဘိုးအပါဝင်၅ဦးကြတယ်။ ဒီဘက်ဘိုးနဲ့တောင်ဘက်မှာက drone ချလိုက်ခိုက်တာကနှစ်ယောက်ကြတယ်ဟင်တာကြီးဘက်မှာကမျက်မြင်တွေ့ရတာက16ဦးစုစုပေါင်းက24ဦးပါဖမ်းမိတာကတက်ကြီးရွယ်ဦးတွေနဲ့ကလေးငယ်တွေများတယ်သူတို့အနယ်တွေပေါ့ဗျာပြူရီရဲ့မိမတွေအမေတွေအဲ့လိုတွေပါလို့ခရိုင်ဘက်ကဖတာဝန်ခံတအူးကပြောပါတယ် အဲ့ဒီစစ်အုပ်စုစခန်း၃ခုဟာစစ်အုပ်စုတပ်သား80ကျော်နဲ့တပ်ဆွဲထားတာဖြစ်ပြီးဟင်လာကြီးကျေးရွာပြူစခန်းနဲ့စခန်းကုန်းနေရာကိုနှစ်ခုကိုပြိုင်တဲ့တိုက်ခိုက်ခဲ့ရတယ်လို့ဘိုးနက်တောင်စခန်းကိုတော့ဒရုန်းအုံပြုကဘုံသီးနဲ့အကြိမ်များစွာတိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ ိုက်ပွဲအတွင်းဖမ်းဆီးမိသူ18ဦးနဲ့ထွက်ပြေးလွတ်မြောက်သွားသူ9ဦးရှိတယ်လို့ဆိုပါတယ်။ထွက်ပြေးလွတ်မြောက်သူ9ဦးကိုတော်လှန်ရေးသမားတွေကလိုက်လံချေမှုန်းနေပြီးတော့ဖမ်းဆီးရရှိတဲ့စစ်တုံးပန်း18ဦးကိုတော့တက်ကြီးရွယ်ဦးနဲ့ကလေးငယ်အများစုဖြစ်နေတာကြောင့်ပြန်လွတ်ပေးခဲ့တယ်လို့ရွှေဘုံမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်ပကဖအတော်ဝင်ခံတအူးကပြောပါတယ်။ ဒီမြန်မာပြည်ကအားဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စ조사မယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ်။ဆိုတဲ့အတွက်ကျွန်မတို့မားတွေကကျွန်မတို့တွေကိုအဆုံးစုံလေးလုံးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ခါမှကျွန်မတို့ကစိတ်ရင်းအားအတွက်ဒီစစ်မှုထမ်းစစ်ခွန်မှုတွေကိုဆိုင်နေလာတာဖြစ်တည်နေလားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလာဆွေအမြင်ကိုကျွန်မမဲဆန္ဒရှိအကြောင်းနေထောက်ခံတယ်။သို့တော်ဘူလက်ဥလာဆွေသည်နော်စီယူနီဖောင်းကိုချုပ်ဘောင်းမီချုပ်ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စီရင်အမြင်ရှိတယ်။ဒေါက်တာညိုတင်းကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စီရင်အမြင်အားနည်းချက်အားနည်းနေမိ။ဒါကိုညမျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူး။အော်ဒေါက်တာညိုညိုတင်းကိုပြောသွားရဲပေါ့နော်။အာဥပဒေဖ ွဲရဒေါက်တာဥပဒေရပါဥပဒေပညာမှာဒေါက်တာဘွဲရလို့တော်ပေမဲ့စီရင်မှာမူချိုးအစ်စ်မဲ့ရှိရဆိုပြီးတော့ဖိနှိပ်ပြီးတော့ချိုးဖဲ့ပြီးတော့ပြောသွားတာမျိုးတဘောမကြောက်ဘူးလက်မခံဘူးအားမပေးပါဘူးနော်ဆိုတော့ဒါကညွှန်ရင်းကမျိုးသမီးတရဖြစ်တဲ့အတွက်ဘူးလက်ဥလားဆိုလို့လို့စီယူနီဘောက်ချိုးပြီးပစိုးပြောင်းဝင်လာတဲ့လူတွေတော့စီရင်မျိုးရှိကြမှာရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးပေါ့တော့တဘောမကြောက်ပါဘူးဒါအပြင်ကျွန်မရှေ့ရတဲ့ဘောင်ကလည်းတခုရှိတယ်မိခင်ဦးမောင်မြေ နာမည်ကဥပမာမျိုးဆိုလို့ရှိရင်ဒုတိယကျွန်တော်တော်တန်တွေမှာကျွန်တော်တိုင်းချိုးပြည်သူကိုတဲပူးနိုင်ခဲ့တယ်တကယ်ကိုထက်မြက်တဲ့အရေးချင်းရှိတဲ့လူတွေဖြစ်တယ်နော်ဒီပြည်ခံမျိုးပါတီကနေပြီးတော့လွတ်တော်ကိုတရေဖြစ်လာရဲပေါ့နော်မင်းကဥပမာမျိုးကိုဘူလက်ဥလားဆိုရင်ကျွန်တော်တို့အားပြီးလီစားတယ်နော်တကယ်ထက်မြက်တဲ့တိုင်းချိုးပြည်သူတဲပူးနိုင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြည်သူတွေရင်ထဲမှာကနေရာတစ်ခုအဖြစ်အသိမဲ့ပြုတ်ခက်အသိမဲ့ပြုတ်ခက်ပြီးတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမင်းကဥပမာမျိုးရဲ့အကောင့်တစ်ခုကနေပြီးပါတယ်ထားလဲဆိုလို့ရှိရင်နော်ငလင်းပေးကုညီကကြရင်နဲ့ပတ်သက်လို့နော်ငလင်းတချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်ဒီငလင်းပေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဗီကောက်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိတယ်ပါတီနှစ်ခုပဲတွေ့ရတယ်အာ USDB ပြည်ခံမျိုးပါတီ ဲ့ပြီးသုံးလုံးပေါ့နော်ပြည်သူရှင်းတော်ပါတယ်ဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမဲဆန္ဒရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်ဒီချိန်လောက်ကူညီတာနဲ့အချိန်တရာလောက်ကူညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့မင်းကဥမ္မာမင်းပြတ်တင်ထားတာတွေ့ရတယ် ဒီခံပြောပါသေးသည်ပြီးခဲ့တဲ့ငလေးပေးမှာရေးပေါ်ပေါ့နော်ရေးပေါ်ကုညီကယ်ဆယ်ရေးရဆာအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကုညီကယ်ဆယ်ရေးလုပ်ခဲ့ရင်ပြန်လဲတူတော်ရေးအတွက်လည်းငွေကြေးတွေထောက်ပံ့ပြီးတော့ပေါ့နော်အများဆုံးကုညီပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေကလုံးဝအတိမဲ့ပြုပြီးတော့ကျေးဇူးတင်ကြတယ်အတိမဲ့ပြုထားပြီးတော့ချက်တဲ့စိတ်ရှိပြီးသားဖြစ်တယ်ဒီပုံမှာမိခင်ဥမ္မာမရနေပြီးတော့နော်အကျိတ်တကျိတ်ကုညီနာနဲ့အကျိတ်တရားကုညီနာတော့ဘယ်တူပါမဲတဲမညိပါနဲ့ဆိုပြီးတော့တုံ့ပြန်မှုကြတော့ကျမတို့ချက်တဲ့စိတ်ကနေပြီးတော့ညွန်ညင်းတဲ့စိတ်တစ်ခုပြောင်းသွားစေတယ်နော်သူအမတော်တက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငလေးပေးပါကူညီရဲပေါ့နော်အဲ့ဒါကိုတဲမညီနေသူတို့ဒီခံမျိုးပါတီနေတဲမညီနေဆိုပြီးတော့လူကြီးလူကောင်း ဆန်ရက်နာပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆန်ရက်လာပေါ့ဒီလိုအသေးဖွဲ့ကိစ္စလေးတွေညာစားပြီးတော့ကျွန်တော်တို့ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ဖို့တော့လူပါတယ်အေရှန်ရှိပြီးသားတော်ပြီးသားထက်မြက်ပြီးသားလူတွေဖြစ်တယ်ပြည်သူတွေရင်ထဲမှာအသိမဲ့ပြုပြီးသားလူတွေဖြစ်တယ်အဲ့ဒီအသိမဲ့ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကနေညဉ့်နေတဲ့စိတ်တွေဖြစ်မှတော့အောင်ဆိုလို့ဖြစ်သွားအောင်တက်ပေါ့နော်စကားရမှာလေးမှာပါနဲ့ဖို့အရင်အရေးကြီးပါတယ်ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေအတ္တတွေမာနတွေရှော့ချဆေးရှင်ပါတယ်နိုင်ငံရေးသမားတွေအတ္တကြီးတဲ့အခါဆက်မပြေသွားခါကြီးဖြစ်ပွားနိုင်ပါတယ်ရှင်